အားလုံးမင်္ဂလာပါနော်ဒီချက်ကတော့ဒုတိယတဲ့ဇာရိတနဲ့ပြည်သူနေတိဘာသာရက်ကိုတင် जा ပေးမယ်ဒီချက်နိုင်ဖြစ်ပါတယ်အခုစာတင်ချိန်လေးမှာတော့သင်ခန်းစာ1မိဘစရာရိုသေပါဆိုတဲ့သင်ခန်းစာလေးကိုတင် जा ကြရအောင်နော် ီးမီးပါဆရာသမားတွေကိုချစ်ခင်လေးစားတက်ဖို့အတွက်ဒီသင်ခန်းစာလေးကိုလေ့လာကြည့်ကြစို့နော်ကဲတောက်သမီးတို့ရေသင်ခန်းစာလေးမစားခင်မှာဒီချေကတောက်သမီးတို့ကိုမေကွန်းလေးတွေပေးချင်ပါတယ်ကဲတောက်သမီးတို့ဘယ်သူနဲ့အတူနေထိုင်ပါသလဲဟုတ်တာပေါ့လူကြီးမိဘတွေနဲ့အတူတူနေထိုင်ကြရတာပေါ့ တောက်သမီးတို့နဲ့အတူနေတဲ့လူကြီးမိဘတွေကတောက်သမီးတို့ကိုဘယ်လိုပြုစုစောင့်ရှောက်ပေးပါသလဲ။ဘာတွေလုပ်ပေးပါသလဲ။တောက်သမီးတို့နဲ့အတူနေထိုင်တဲ့လူကြီးမိဘတွေကတောက်သမီးတို့ကိုကြွေးမွေးပြုစုတယ်။နေမကောင်းဖြစ်လို့ရှိရင်နေကောင်းအောင်လို့ဆေးတွေတိုက်ပေးတယ်။ဖိုက်စားလို့ရှိရင်မုံတွေကြည့်တယ်၊ထမင်းကြွေးတယ်။ဟုတ်ပြီ။လူကြီးမိဘတွေမရှိရင်ဘာတွေဖြစ်လာနိုင်ပါသလဲ။မှန်တာပေါ့ကွယ်။တအားတို့သမီးတို့ကိုစောင်းရှောက်မဲ့သူတွေမရှိတော့ဘူးပေါ့။ ကဲတောင်းသမီးတို့ရေရုပ်ပုံလေးထဲမှာဘိုးဘွားမိဘဆရာသမားတွေကသူတို့ကလေးတွေအတွက်ဘာတွေကိုလှုပ်ဆောင်ပေးနေလဲလို့ထင်ပါတယ်လေဘိုးဘွားမိဘတွေကကလေးတွေကိုပြူစုဆောင်ရှောက်ပေးတယ်အဲ့ချိန်မှာတိတ်ပေးတယ်ထမင်းစားချိန်မှာထမင်းကျွေးတယ်ဆရာတွေဆရာမတွေကတော့သူတို့လေးတွေပညာတတ်ဖို့အတွက်ပညာတွေကိုတင် जा ပေးနေတာပါကဲတောင်းသမီးတို့ရေ ီချဲကအခုတခါမှမိဘစရာရိုသေပါဆိုတဲ့ဇလန်းလေးကိုပြောပြပေးမယ်နော်ကလေးမှာကျေးဇူးတင်ရမယ့်သူတွေအများကြီးရှိပါတယ်။ဖဖေးနဲ့မေမေက တူတူကလေးဘိုက်ထဲမှာရှိနေတော့ဂယုစိုက်ကြတယ်။မေမေက တူတူကလေးနဲ့မတည့်တဲ့အစားအစာတွေကိုမစားဘဲနေရတယ်။ တူတူကလေးတန်ဆွမ်းလာဖို့အတွက်အာဟာရပြည့်မဲ့အစားအစာတွေကိုရွေးစားရတယ်။တူတူကလေးအတွက်ဇားစရာ၊ဝစ်စရာ၊နေစရာတွေအားလုံးဖြည့်ဆည်းပေးဖို့ဖေဖေကအလုပ်တွေအများကြီးလုပ်ရတယ်။ရေချိုးပေးကြတယ်၊တကူရီတန်ရှင်လုပ်ပေးကြတယ်။အစားအသောက်တွေချက်ပြုတ်ကျွေးမွေးတယ်။အိယာဝင်တဲ့အခါချောသိပ်တယ်။ဘေးရန်ကင်းဖို့စောင့်ရှောက်ပေးတယ်။မကောင်းတာတွေမလုံးမိအောင် ကောင်းတာတွေလောက်တတ်အောင်စုံမသွန်သင်ပေးတယ်။ဖေဖေ၊မေမေ၊ဖိုးဖိုး၊ဖွားဖွား၊ဦးဦး၊ဒေါ်ဒေါ်နဲ့ကိုကိုမမတို့ကတူတူကလေးကိုဝိုင်းပြီးတော့ပြုစုဆောင်ရှောက်ကြတယ်။တူတူကလေးသွားခြင်းတဲ့နေရာတွေကိုလိုက်ပို့ပေးတယ်။ကြောင်ပို့ပေးတယ်။တူတူကလေးကိုချစ်ခင်ကျင်နာကြတယ်။သူတို့တွေကြောင့်တူတူကလေးပျော်ရွှင်ရပါတယ်။ဆရာဆရာမတွေကပညာသင်ပေးတယ်။ စာဖတ်တတ်အောင်သင်ပေးတယ်။သူတို့ရဲ့ကျေးဇူးတွေကြောင့်တူတူကလေးစာကောင်းကောင်းရေးတတ်ခဲ့တာပေါ့။စင်စားဆုံးဖြတ်တတ်အောင်လည်းသင်ပေးတယ်။အမားအမှန်ကိုခွဲခြားတတ်အောင်လည်းညွှန်ပြပေးတယ်။အဲ့ဒါကြောင့်တူတူကလေးကသူ့ကိုဝိုင်းပြီးစောင့်ရှောက်ကြတဲ့သူတွေကိုရိုသေလေးစားချစ်ခင်မိပါတော့တယ်။ ကဲတာဝတ်သမီးတို့ရေဇလန်းလေးကိုနားထောင်ပြီးပြီဆိုလို့ရှိရင်အခုတခါတီချယ်နဲ့အတူတူဂျေဆုကြီးသူများဆိုတဲ့ကဗျာလေးကိုရွတ်ဆိုကြရအောင်နော်ဂျေဆုကြီးသူများကိုလာလွယ်ကဆယ်လာကြာမိဘများကမွေးခဲ့တာမွေးဂျေဆုအမှန်ရှိဂျေဆုတင်မဤ စားဖို့နေဖို့ဝတ်ဖို့အရာမိဘများကစ조사ရှာကြွေးကြည့်စုအမှန်ရှိဂျေစုတင်ပါဤငယ်စဉ်ဘဝထင်းချောင်းကဆရာများကသင်ပေးတာတက်သည့်လိမ္မာပညာရေးဆရာပေးတဲ့အတွေ့ပညာအမွေအမှန်တိဂျေစုတင်ပါဤဒီကြပြလေးကိုရေးခဲ့တဲ့သူကတော့ဘာကီနီလို့အမည်ရပါတယ်သားတို့သမီးတို့ရေး ကဲတောက်သမီးတို့ရေတရှင်နဲ့အတူတူကြပြလေးကိုနောက်တစ်တစ်ခေါက်လောက်ထပ်ဖက်ကြည့်ရအောင်နော်ဂျေဇူးကြီးသူများကိုလာလွယ်ကဆယ်လာကြာမိဘများကမွေးခဲ့တာမွေးချီစုအမှန်ရှိဂျေဇူးတင်ပါဤစားဖို့နေဖို့ဝတ်ဖို့ရာမိဘများကစူးစားရှာကြွေးချီစုအမှန်ရှိဂျေဇူးတင်ပါဤငယ်စဉ်ဘဝထင်းချောင်းကဆရာများကသင်ပေးတာ တက်သည့်လိမ္မာပညာရေးဆရာပေးတဲ့အတွေ့ပညာအမွေအမှန်သိကျေးဇူးတင်ပါဤကဲတောက်သမီးတို့ရေဒီ channel တူတူဖတ်ပြပြီးပြီဆိုရလို့ရှိရင်လည်းတောက်သမီးတို့အိမ်မှာကိုပါနဲ့ကိုဖတ်ကြည့်ကြအောင်နော်ကဲအခုတာဝသမီးတို့ရေဒီ channel နဲ့အတူတူတာဝသမီးဝိဆိုတဲ့ကဗျာလေးကိုရွတ်ဆိုကြည့်အောင်နော် ကျွေးမွေးမပြတ်ဆောင်ရွက်စီမံငွေကန်ထိုက်စီလူမြဝေ၍စောင့်လီမျိုးနယ်ဝင်ငားတွေကျင့်ဖွယ်သားတို့တာတဲ့ဒီကြပြလေးကိုရေးခဲ့တဲ့သူကတော့တင်ငန်းစားစီရတော့ပါကဲဒီချိန်နဲ့တူတူနောက်တစ်ခေါက်လောက်ထည့်ရကြည့်ကြရအောင်နော်ကျွေးမွေးမပြတ်ဆောင်ရွက်စီမံငွေကန်ထိုက်စီလူမြဝေ၍စောင့်လီမျိုးနယ်ဝင်ငားတွေကျင့်ဖွယ်သားတို့တာတဲ့ ကဲဒီကဗျာလေးရဲ့အတိတ်ပဲကိုဒီချေကအရှင်းပြပေးမယ်နော်မိဘနှစ်ပါးကိုသားတို့သမီးတို့ကပြန်ပြီးတော့ကြွေမွေးပြုစုရပါမယ်တဲ့မိဘတွေရဲ့အလုပ်ကိစ္စတွေကို ဆောင်ရွက်ပေးရမယ်မိဘတွေရဲ့အမွေကိုစိုးသည့်ဖြစ်စေကောင်းသည့်ဖြစ်စေခံယူရမယ်အလူအတန်းပြုသည်မမိဘတွေကို အမျှဝေပေးရမယ်တဲ့မိဘတွေရဲ့ရိုးရာမျိုးရိုးတို့ကိုမဖျက်ဆီးရဘူးစောင့်ရှောက်ရမယ်တဲ့သားတို့သမီးတို့ရေ ကဲဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်တီချယ်နဲ့အတူတူဒီသင်ခန်းစာလေးကိုသင်ကြားပြီးတော့မိဘဝတ်တာသမီဝတ်တွေအကြောင်းကိုတောက်သမီးတို့သိကြပြီလို့ထင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်မိဘတွေကိုပြန်ပြီးတော့ကြွေးမွေးပြုစုဆောင်ရှောက်ရင်ကျေးဇူးတင်ရမယ်နော်တီချယ်နဲ့အတူတူနောက်သင်ခန်းစာမှာပြန်တွေ့ရအောင်ကလေးတို့ရေ